တချင်ကကိုကန်နယ်မြေမှာစစ်ပင်ကြီးတစ်ပါးဖြစ်ခဲ့တဲ့သူရှင်ပင်ကြီးတစ်ပါးလိုမွေးနေပွဲကြီးတွေကိုတခန့်တနာကျင်းပခဲ့သူစစ်အုပ်စုကမျက်နှာသာပေးမြောက်စားတာကိုခံခဲ့ရတဲ့သူကြန့်ခိုင်ရေးပါတီရဲ့ပြိုင်ဘက်မရှိအမျိုးသားလွှတ်တော်ကိုစလေကြီးဖြစ်ခဲ့သူပဲဆောက်ချင်ဟာနိုဝင်ဘာလ၄ရက်နေ့မှာတရုတ်စိုးရကတေတံချမှတ်တာကိုခံလိုက်ရပါတယ်။သူနဲ့အတူသူ့သားအငယ်ပေရင်ချန်လဲတေတံအပေးခံတော့သူ့ရဲ့စိတ်ဆင်းရဲမှုဟာတော်တော်ကြီးမားလိမ့်မယ်လို့ခံမှန်းရပါတယ်။ အတူတူအဖမ်းဆီးခံရတဲ့နောက်ထပ်တခြား၃ယောက်ကိုလည်းတည်တံပေးခဲ့ပါတယ်။အဲ့ဒီနောက်နောက်ထပ်တခြား၂ယောက်ကတော့နှစ်နှစ်ဆိုင်းငံ့တည်တံကြက်ခံရပါတယ်။နှစ်နှစ်ဆိုင်းငံ့တည်တံဆိုတာကနောက်နှစ်နှစ်ကြာလို့ရှိရင်တည်တံကြက်ခံရမယ်ဆိုတော့အတိတ်ပဲပါ။ဒါပေမဲ့နှစ်နှစ်အတွင်းမှာကိုကိုကို ပြင်ဆင်ခွင့်ပေးတဲ့သဘောလဲတက်ရောက်ပါတယ်။နှစ်နှစ်အတွင်းမှာနေပုံထိုင်ပုံသဘောထားပုံကိုတရားသူကြီးကကောင်းမွန်တယ်လို့ယူဆလို့ရှိရင် ထောင်ဒဏ်တသက်အဖြစ်နဲ့ပြောင်းလဲပေးမယ်ဆိုတော့အတိတ်ပဲပါ။ တေရန်ကနေလွတ်တဲ့လူများပါတယ်နောက်ထပ်9ယောက်ကိုတော့ထောင်တန်းတသက်အပြစ်ဒဏ်ချမှတ်ထားပါတယ်ကျန်တဲ့တေခံတချို့ကိုတော့ထောင်တန်း3နှစ်ကနေပြီးတော့ထောင်တန်းအနည်း20အထိအသီးသီးချမှတ်ထားပါတယ်ဒဏ်ကြေးငွေတို့ပိုင်ဆိုင်ပစ္စည်းဥစ္စာအကုန်သိမ်းတာတို့ပြည်နေတန်ပေးတာတို့ဆိုရဲအပြစ်ဒဏ်တွေလည်းပါဝင်တယ်လို့တရားရုံးဆုံးဖြတ်ချက်ကိုကိုးကားပြီးတော့တရုတ်သတင်းစာ Global Times ကရေးသားထားပါတယ်သူတို့ကိုအခုလိုတေဒဏ်အထိ အပြစ်ပေးခံရတဲ့အဓိကအပြစ်မှုကတော့ကြားဖြန့်လို့ခေါ်တဲ့ online လိမ်လည်မှုကိုအကြီးအကျယ်လုပ်ကင်ခဲ့ကြလို့ပါဒါအပြင်တရုတ်နိုင်ငံသား6ယောက်ကိုတပ်ဖြတ်မှုနောက်ထပ်တချို့ကိုနှိပ်စက်ညှဉ်းပန်းမှုဆိုတာမျိုးတွေလည်းပါပါသေးတယ်ဒါအပြင်ရွှေငွေ29ဘီလီယံအမေရိကန်ဒေါ်လာနဲ့ဆိုလို့ရှိရင်၄သန်းတန်ဖိုးရှိတဲ့ငွေကြေးလိမ်လည်မှုတွေကိုလည်းလှုပ်ဆောင်ခဲ့တယ်ဆိုတော့ဆွတ်ဆွဲချက်လည်းပါဝင်ပါတယ်အဲ့ဒီတရားစီရင်မှုကိုချမှတ်ခဲ့တာကတော့တရုတ်နိုင်ငံကွမ်တုံးပြည်နယ် ရှန်ကျန်းပြည်သူတရားရုံးဖြစ်ပါတယ်။ပယ်ဆောက်ချိန်အပါဝင်ဖြစ်တဲ့ကြားဖြန့်အုပ်စုဟာကိုကန့်ဒေသမှာကြားဖြန့်လုပ်ငန်း40တခုကိုတိစောက်ဖွင့်လှစ်ထားခဲ့တယ်လို့တရုတ်သတင်းမီဒီယာတွေကရေးသားကြပါတယ်။ဒါ့အပြင်ကက်ဆီနို လောင်းကစားရုံအမျိုးမျိုးနိုင်ငံတကာကြီးစားလူသက်ဂိုင်းဖွဲ့စည်းတာပြည်ထောင်စုလုပ်ငန်းထူထောင်တာနိုင်ငံဖြတ်ကျော်လူကုန်ကူးတာတွေလည်းပါဝင်ပါတယ်။ ပရင်ချမ်းကတော့မက်တာဖက်တမင်းတန်ချိန်၁၇တန်ကိုနိုင်ငံခြားတင်ပို့ခဲ့တယ်ဆိုတော့အမှုနဲ့တီးတန့်တရားစွဲဆိုတာခံရပါတယ်။သူတို့ကျူးလွန်တဲ့အမှုတွေကအလွန်ကြောက်စရာကောင်းတဲ့အမှုကြီးတွေပါ။လူပေါင်းများစွာဘဝပြည့်ရတဲ့အမှုတွေပါ။တောကမလဲမဝဲလူငယ်ယောက်ျားမိန်းမအများပြားဟာအလုတ်ကြော်ညာစာတွေဖတ်ပြီးတော့ကောင်းကောင်းကောင်းဝဲအလုတ်ထင်လို့သွားမိရကနေဘဝပြတ်သွားရတဲ့သူတွေလည်းမနှဲပါဘူး။ယောက်ျားမိန်းမလူငယ်အများပြားဟာအွန်လိုင်းလိမ်လည်မှုလုပ်ငန်းကို သူတို့ခိုင်းစီတဲ့အတိုင်းလောက်ကြပါတယ်ခိုင်းတဲ့အတိုင်းမလို့ရင်တတ်မှတ်ထားသလောက်သားကောင်မရလို့ရှိရင်ရိုက်နဲ့ညှဉ်းပန်းတာကိုခံကြရပါတယ်မိမာတွေဆိုလို့ရှိရင် ပြည်တစားအဖြစ်အတင်းအဓမ္မသွတ်သွန်းတာကိုခံကြရပါတယ်ခိုင်းတဲ့အလုပ်တွေကိုလှုပ်ဖို့ညှဉ်းဆန်တဲ့သူတွေကိုဖန်ဆီးချုံနောင်ထားတာမျိုးတွေလည်းလုပ်ပါတယ်အဲ့ဒီကြားဖြန့်အလုပ်သမားတွေကလိန်လယ်လို့ငွေကြေးဆုံးရှုံးပြီးတော့ဘဝပြတ်သွားတဲ့သူတွေလည်းမနှဲပါဘူးလိန်လယ်နေတဲ့ကြားဖြန့်ကလည်း တားကောင်အလိန်ခံရတဲ့သူတွေကလည်းတားကောင်ဖြစ်နေကြပါတယ်အဲ့ဒါမှစစ်မှုတန်းစစ်ကောပြီးတော့တော်လိုင်းသမားလူငယ်တွေကိုပြန်တိုက်ခိုင်းတာနဲ့တောင်မှခက်ဆင်ဆင်တူနေပါတယ်ကမ္ဘာပေါ်မှာအရက်ဆက်ဆုံးအကြမ်းကြုတ်ဆုံးလူမဆန်ဆုံးလုပ်ငန်းကြီးပါသူတို့လုပ်တဲ့ရာဇဝတ်မှုကြီးကကြီးလေးလွန်းလာပါတယ်ဒါပေမဲ့တရုတ်နိုင်ငံကိုလွှဲပြောင်းပေးရပြီးတော့သူတို့တည်တံစီရင်တာကိုလက်ခံလိုက်ရတာကတော့အင်မတန်မောက်မှဘဝင်မြင့်လာပါတယ်ဆိုတော့စစ်အုပ်စုအတွက်တော်တော်ရှက်ဖို့ကောင်းတဲ့ကိစ္စပါ ဘာကြောင့်လဲဆိုတော့ဖယ်ဆောက်ချိန်ဆိုတာသူတို့စေအုပ်စုကမြောက်စားမွေးမြူထားတဲ့စေအုပ်စုရဲ့လူယုံတော်တယောက်ဖြစ်နေတော့ပါစေအုပ်စုဟာ2024ခုနှစ်ဇန်နဝါရီလမှာဖယ်ဆောက်ချိန်ပယ်ရင်ချမ်းတဲ့အပေါင်းပါတွေကိုတရုတ်လက်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်တကယ်တော့အဲ့ဒါဟာသူတို့ရဲ့မဟာမိတ်ကိုသူတို့ကိုယ်တိုင်ဖမ်းပြီးတော့သူတို့မကြိုက်ပါဘူးဆိုတဲ့တရုတ်ရဲ့လက်ကိုအက်လိုက်ရတဲ့အဖြစ်ပါစေအုပ်စုဟာအရေးကြောင်းပေါ်လာရင်ကိုယ့်လူကိုထိုးကြွေးဖို့ရာဝင်မလေးတတ်တဲ့အကောင်ဆုံးတပ်တွေအထောက်ထားလဲဖြစ်ပါတယ် အဲ့လိုသူတို့လူကိုဖန်စီထိုးကြွေလိုက်ရတဲ့အခြေအနေအကြောင်းကောင်းကောင်းနားလည်ဖို့ဆိုလို့ရှိရင်ပယ်ဆောက်ချင်အကြောင်းနဲ့စေုပ်စုနဲ့ဆက်ဆံရေးအကြောင်းကိုနည်းနည်းနောက်ကျောင်းပြန်လှန်ဖို့လိုပါလိမ့်မယ်။ကိုကန့်ရဲ့နောက်ခံတမိုင်းကျောင်းဟာဝါရဲ့နောက်ခံတမိုင်းကျောင်းနဲ့မတူပါဘူး။ကိုကန့်အုပ်စိုးသူတွေမှာကဗြိတိတိနောက်ခံရှိပါတယ်။မူရင်းကတရုတ်မျိုးနွယ်တွေဖြစ်ပါတယ်။တရုတ်စကားလည်းပြောပါတယ်။တချိန်ကတရုတ်ပိုင်နယ်မြေလည်းဖြစ်ခဲ့မှုပါတယ်။ဒါပြင် ိုးကန့်မိသားစုတွေကဝေမိသားစုရဲ့ခေါင်းဆောင်တယောက်ဆိုလို့ရှိရင်တယောက်ဖြူကွန်မန်ဒါစစ်ဘိုတောင်မှဖြစ်ခဲ့ပူပါတယ်ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လုပ်တာတွေဟာမီဒီယာရဲ့ရည်ရည်အတွက် ကြီးကြီးမားမားအဟံအတာအနှောက်အယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လဲခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့ မူရင်း TM Media YouTube မှာသာ ကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ရည်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါရခင်ဗျာထောင်ရှိရာ94ခုနှစ်အင်္ဂလိပ်အစိုးရလက်ထက်လန်ဒန်မြို့မှာတရုတ်နဲ့အင်္ဂလိပ်စာချုပ်ချွတ်ဆိုခဲ့ကြစဉ်ကကိုကန်ကိုတရုတ်ပိုင်နယ်မြေလို့သဘောတူသတ်မှတ်ခဲ့ဘူးပါတယ်။ဒါပေမဲ့1898ခုနှစ် ပြီးကင်းမှာတရုတ်နဲ့အင်္ဂလိပ်တို့နောက်တစ်ချိန်ပြန်လဲညှိနှိုင်းပြီးတော့စာချုပ်ချုပ်ဆိုတဲ့အချိန်မှာတော့ကိုကန့်ကိုမြန်မာပိုင်အဖြစ်ပြန်လဲသဘောတူသတ်မှတ်ခဲ့ပါတယ်။အဲ့ဒီအချိန်တွေမှာတော့ကိုကန့်မှာစော်ဝါအုပ်ချုပ်မှုရှိခဲ့ပါတယ်။ဖုန်ကြားရှင်လော်စစ်ဟန်လှူကွယ်ရှိလို့ဟာကိုကန့်စော်ဝါအຫນွယ်ကနေပြီးတော့ဆင်းသက်လာတဲ့ကိုကန့်ခေါင်းဆောင်အော်လစ်ယန်စီမှာစစ်တပ်နဲ့တက်ရောက်ခဲ့ကြတဲ့သူတွေပါ။အဲ့ဒီအချိန်တော့ကအော်လစ်ယန်ရဲ့မောင်ဂျင်မီယန်က ဗိုလ်နေဝင်းကိုစန့်ကျင်တော်လှန်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂျင်မီယန်းကလက်နက်ချသွားခဲ့ပါတယ်။ဗမာပြည်ကွန်မြူနတီပါတီအရှိမျောက်ဒေသကိုရောက်လာချိန်မှာ ဖုန်ကြားရှင်ဖုန်ကြားဖူညီကိုဟာဗမာပြည်ကွန်မြူနတီရဲ့တစိုက်တရေသဖြစ်သွားခဲ့ပါတယ်။ဗမာပြည်ကွန်မြူနတီပါတီနဲ့1968ခုနှစ်ကနေ1989ခုနှစ်ထိနှစ်ပေါင်း20ကျော်လက်တွဲခဲ့ပါတယ်။1989ခုနှစ်မှာဗမာပြည်ကွန်မြူနတီပါတီအောက်ကနေခွဲထွက်ပြီးနောက်မှာဖုန်ကြားရှင်ဟာကိုကံကောင်းဆောင်ဖြစ်လာပါတယ်။စေအောင်စုရဲ့ ထောက်လိုင်းရေးဘူခင်ညွတ်နဲ့ပြောဆိုဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာကိုကံကိုရှမ်းပြည်နယ်မြောက်ပိုင်းအထူးဒေသတစ်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ကိုကံအထူးဒေသတစ်ရဲ့ဥက္ကဋ္ဌကဖုန်ကြားရှင်ဖြစ်လာပြီးတော့ပယ်ဆောက်ချိန်ကဒုဥက္ကဋ္ဌဖြစ်လာပါတယ်။ဖုန်ကြားရှင်ကစီဦးစီးချုပ်ဖြစ်ပြီးတော့ပယ်ဆောက်ချိန်ကဒုစီဦးစီးချုပ်ဖြစ်လာပါတယ်။ဖုန်ကြားရှင်နဲ့အတူအော်လီဗီယန်စီမှာစစ်တပ်နဲ့တက်ခဲ့တဲ့လှူကွဲရှိကအတွင်းမှုပါ။ဝေလျှောက်ရင်ကကော်မတီအဖွဲ့ဝင်မှာအဲ့ဒီအချိန်မှာပယ်ဆောက်ချိန်ဟာနိုင်ငံရေးမှာရောစီးရေးမှာပါဒုတိယအကောင်ဆုံးပါ။ အဲ့ဒီအချိန်မှာစေုပ်စုဟာကချင်ကိုကန်ဝမုံလာတို့ ਨੇ အပြစ်ရက်လိုက်နိုင်တဲ့အတွက်ပြည်တွင်းစစ်မှာတော်တော်အရေးသာသွားခဲ့ပါတယ်။ ABSDF ကျောင်းသားတပ်မတော်တို့ KNU တို့ဟာစေုပ်စုရဲ့တီးတန့်ခွဲထုတ်ခြေမုံတိုက်ခိုက်တာကိုခံခဲ့ရပါတယ်။ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေကိုစီးပွားရေးတွေလုခွင့်နေပေးပြီးတော့မျှော့ထားခဲ့ပါတယ်။ KNU တွေကနေလည်း DKBA ကိုခွဲထုတ်ခဲ့ပါတယ်။အဲ့ဒါလိုငြိမ်းချမ်းရေးယူပြီးတော့စီးပွားရေးလုခွင့်ပေးထားရတာကနေစေုပ်စုက သူတို့ဘက်ကခိုင်မီလို့ထင်လာတဲ့တစ်ချိန်မှာတော့အားလုံးကိုပြန်ပြီးတော့တင်းကျပ်ချုပ်ကင်လာပါတယ်။2010ရွေးကောက်ပွဲမတိုင်ခင်မှာငြိမ်းအဖွဲ့တွေကိုနေကြားဆောင်တက်အဖြစ်အတင်းအသွင်ပြောင်းခိုင်းပါတယ်။နေကြားဆောင်တက်ဟာဆေးအုပ်စုလက်အောက်ခံသဘောတက်ရောက်သွားတဲ့အတွက်တော်တော်များများကမကျေနပ်ကြပါဘူး။အဲ့ဒါလို့မကျေနပ်ကြတဲ့အထက်မှာဖုန်ကြားရှင်ရဲ့ကိုကန့်အဖွဲ့လည်းပါပါတယ်။ဆေးအုပ်စုကလည်းသူတို့စကားမနာခံတဲ့ဖုန်ကြားရှင်ကိုအပြက်ရှင်းမှုကြန့်စီလာပါတယ်။အဲ့ဒါလို့ကြန့်စီတဲ့အချိန်မှာအတွင်းလူတစ်စပေါက်ရဲ့အကူအညီလိုလာပါတယ်။ အတွင်းလူတစ္ဆောက်ကတော့ပယ်ဆောက်ချိန်ဥဆောင်တဲ့အဖွဲ့ပါပယ်လူဝေမြီအုပ်စုတွေကစေအုပ်စုနဲ့ပေါင်းလိုက်တဲ့အတွက်ဖုန်ရှားရှင်အဖွဲ့ဟာ၃ရက်အတွင်းမှာပဲကိုးကန်နယ်တွေကနေတရုတ်ပြည်ထဲကိုအသက်လူထွက်ပြေးခဲ့ရပါတယ်ဗမာပြည်ကွန်မြူနစ်ပါတီကိုပုံကန်ခဲ့တဲ့ဖုန်ရှားရှင်တို့အဖွဲ့ဟာအလားတူကံကြမ္မာမျိုးကိုကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်အဲ့ဒီအဖြစ်ပြက်တွေဖြစ်ပြက်ခဲ့တာဟာ၂၀၀၉ခုနှစ်ပါ1989ခုဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်ကနေကိုးကန့် ခွဲထွက်ပုံကံပြီးတဲ့နောက်နှစ်20အကြာမှာဖြစ်ပွားခဲ့တာပါအဲ့ဒီအချိန်ကစပြီးတော့ပယ်ဆောက်ချိန်ခေတ်ကောင်းတဲ့ကာလကိုရောက်ခဲ့ပါတယ်ဖုန်ကြားရှင်တို့အဖွဲ့ကတော့အချိန်ကောင်းအချိန်နေကောင်းကိုစောင့်ဆိုင်နေတဲ့ဝတ်နေတဲ့ကြာပုံနေတဲ့နဂါလုပ်နေခဲ့ပါတယ်ပယ်ဆောက်ချိန်တစ်ထဲကိုကန့်ရောက်သွားချိန်မှာစေုပ်စုဘက်ကဗိုလ်ချုပ်တန်ရှင်ကကိုကန့်နေမြင်ငိမ့်ချမ်းသွားပြီလို့အာရဝန်တာကြွေးကြော်ခဲ့ပါတယ်။ပယ်ဆောက်ချိန်မိသားစုကိုမြှောက်စားခဲ့ပါတယ်။ပယ်ဆောက်ချိန်နဲ့အပေါင်းပါတွေဟာကြက်ခံရေး ပါတီဝင်တွေလွှတ်တော် ကိုယ်စားလှယ်တွေဖြစ်လာပါတယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့အထက်မှာပယ်ဆောက်ခြင်းကိုယ်တိုင်လည်းပါပါတယ်ပယ်ဆောက်ခြင်းဟာကိုကန့်ဒေတာရဲ့ကြန့်ခန့်ရေးပါတီဝင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါတယ်သူလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပုံကလည်းအလွန်ရိုးစင်းလာပါတယ်သူ့နယ်ထဲမှာသူနဲ့အပြိုင်ကိုယ်စားလှယ်လောင်းနေရာအတင်သွင်းရတဲ့သူမရှိလို့ပြန်မဲ့မရှိတယောက်တည်းရှင်ပြန်ခဲ့တာပါတယောက်တည်းပြန်ပြီးပထမရခဲ့တဲ့သူလို့ဆိုရမှာပါပယ်ဆောက်ခြင်းဖုံးမိနေလားတောက်ပစင်ကအဲ့ဒါလို့ ကောင်းစားခဲ့ပါတယ်။ပယ်ဆောက်ခြင်းရဲ့တားအကြီးကိုဆိုလို့ရှိရင်စေုပ်စုကသူတို့လူတွေကိုသူတို့ဘာသာကြီးပုံမြောက်ပုတ်ကြီးမြောက်လုပ်နေကြအတိုင်းသီရိတုဒ္ဓမဇောတိကဆိုတဲ့ဘွဲတွေဘာတွေတောင်မှချီးမြှင့်လိုက်ပါသေးတယ်။ဖုန်ကြားရှင်ရှိစဉ်ကဖုန်ကြားရှင်ပယ်ဆောက်ခြင်းဝေးလျှောက်ရင်တို့ပူပေါင်းပြီးတော့မြန်မာကိုကန် National Gems limited မြန်မာကိုကန် national service limited မြန်မာကိုကန် national ဂျင်ဂျိုကုမ္ပဏီ limited ဆိုတာတွေကိုဖွဲ့စည်းပြီးတော့သူတို့၃ယောက်က director တွေလုပ်ခဲ့ကြပါတယ်ပုံကြားရှင်ကိုတိုက်ထုတ်လိုက်ပြီးတဲ့နောက်မှာတော့ sales ကအဲ့ဒီကုမ္ပဏီတွေကိုနာမည်ပြကြီးညာလိုက်ပါတယ်အဲ့ဒါလို့ကြီးညာပြီးတဲ့နောက်မှာပယ်ဆောက်ချိန်နဲ့အတူတာကြီးပယ်ရင်နဲ့ခေါ်ခမောင်းရင်တာငယ်ပယ်ရင်ချန်တို့ကကိုကန် Mali Pa Development Company Limited ပက်စိန်ကုမ္ပဏီ limited ဆိုတာတွေမှာတာဖာတွေပဲ director လုပ်ပြီးတော့ကိုစက်ညွန့်နဲ့ကိုပြန်ရိုက်ခဲ့ကြပါတယ်။ကိုကန်စီဝိုင်းစုံတို့ Changshan Science and Technology Park တို့ဆိုတာတွေကိုတိဆောက်ခဲ့ပါတယ်။အဲ့ဒီ Changshan Science and Technology Park ဆိုတဲ့နာမည်လှလှတဲ့နေရာဟာနောက်တစ်ချိန်မှာတော့နာမည်ဆုံးနဲ့ကြော်ကြလာမဲ့ကြားဖြန့်စင်တာဖြစ်လာပါတယ်။ပယ်ဆောက်ရှင်ပညာရေး Foundation ဆိုတာကိုလည်းဖွဲ့ပြီးတော့လှူဒါန်းတဲ့ငွေတွေဟာ American Dollar 4000တောင်မှရှိခဲ့တာကိုကြည့်ရင် သူတို့ဘယ်တော့မှချမ်းသာတယ်လဲဆိုတာကိုမြင်နိုင်ပါတယ်။ကြားဖြန့်လုပ်ငန်းကိုအကြီးအကျယ်ချဲ့ထွင်လုပ်ကြပါတယ်။စောစောပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ကဘာပေါ်မှာအစိုးဆုံးအယုတ်ဆုံးအညစ်ပတ်ဆုံးဆိုတဲ့လုပ်ငန်းတွေကိုလုပ်ကြခဲ့ပါတယ်။စေအုပ်စုရဲ့ခေါင်းဆောင်တော်တော်များများဟာအဲ့ဒီလုပ်ငန်းတွေမှာတိုးတိုးတိတ်တိတ်အစုရှယ်ယာဝင်ထားတာတွေရှိခဲ့ပါတယ်။ဘိုးချုပ်မင်းအွန်လိုင်းကိုယ်တိုင်ကအဲ့ဒီဒေတာမှာတာဝန်ကျပြီးပယ်ဆောက်ချိန်နဲ့ယင်းဤကျွမ်းဝင်သူပါ။အဲ့ဒါကြောင့်လဲပယ်ဆောက်ချိန်တို့ကာစီနီယိုကြီးတွေဖွင့်လောင်စာမျိုးစုံလုတ် ြည့်ရစာအခန်းတွေထောင်းလူကုန်ကူကြားဖြန့်လို့မူရေးစေဝါလောက်တာတွေကိုအကုန်လုံးခွင့်ပြုထားခဲ့ပါတယ်။မမြင်ကြအောင်မကြားကြအောင်ဆောင်ပေးခဲ့ပါတယ်။ဆေးအုပ်စုဟာအရင်ကလည်းမူရေးရာစာတွေနဲ့ပေါင်းပြီးတော့နိုင်ငံရေးအမျက်ထုတ်ခဲ့ဘူးတာအကျဉ်းချင်းမှာဗိမ့်မြင်လော်စစ်ဟာဆေးအုပ်စုရဲ့အရင်းအနှီးဆုံးမိတ်ဆွေကြီးပါ။ဗိမ့်မြင်ခွန်စာကိုလည်းသူတို့အသုံးချခြင်းနဲ့အချိန်ရောက်လာတော့ဥခွန်စာတွေဘာတွေတောင်မှပြောင်းခေါ်တဲ့အထိအချိုးပြောင်းခဲ့ပူပါတယ်။အခုပယ်ဆောက်ချိန်ကလည်းသူတို့ရဲ့မဟာမိတ်ကြီးပါ။ပယ်ဆောက်ချိန်ဟာ သူ့နယ်မှာဘရင်တစုလိုမင်းမှုနိုင်တဲ့အဆင့်ထိဖြစ်လာပါတယ်။သူဟာဗမာစစ်အာဏာရှင်ရဲ့မြောက်စားမှုနဲ့နေချင်းညာချင်းကြီးထွားလာတဲ့တိုင်းရင်းသားစစ်အာဏာရှင်ဖြစ်လာပါတယ်။တိတ်ချမ်းသာကြွယ်ဝပြီးတော့သူ့မွေးနေ့တွေကိုအလွန်ခမ်းနားကြီးကြဲစွာပြုလုပ်တယ်လို့နာမည်ကြီးပါတယ်။အဲ့ဒါလိုကိုတိုင်းပြည်ကလူတွေဒုက္ခရောက်နေတာကိုစစ်အုပ်စုကမျက်ကွယ်ပြုထားနိုင်ပေမဲ့အိန္ဒိယနိုင်ငံတွေကတိမခံနိုင်တော့လောက်တဲ့အတိုင်းအတာအထိရောက်လာပါတယ်။အထူးသဖြင့်တရုတ်လူမျိုး၆ယောက်ကိုတတ်တဲ့အမှုကစိနတကြမင်းရဲ့ကြောက်ဖြာ တင်းတဲ့အထိဖြစ်သွားပါတယ်ပယ်လျွေမြီကိုကန့်ကြားဖြန့်ခေါင်းဆောင်တွေကိုဖမ်းဆီးအရေးယူဖို့တရုတ်ကတောင်းဆိုပေမဲ့ဘုံမင်းအောင်လှိုင်ရဲ့ဆေးဥစုကအဲ့ဒီလူတွေဟာသူတို့နဲ့ပလင်းတူဘူးဆိုတွေမှုလို့မတိကျိုးကျွံပြုနေခဲ့ပါတယ်ဒီလောက်ပြောရဆိုရခက်တဲ့ဘုံမင်းအောင်လှိုင်တို့ဆေးဥစုကိုပညာပေးမှဖြစ်တော့မယ်လို့တရုတ်ဆိုရကသဘောရပါတယ်အဲ့ဒီအချိန်မှာအခွင့်အခါကောင်းကိုစောင့်နေတဲ့ပုံကြရှင်တဲ့မဟာမိတ်တွေဟာတစ်တုံညာနှစ်ခွန်းဆစ်စင်ရေးကိုအချိန်ကိုက်ဖောက်ခွဲလိုက်နိုင်ပါတယ် တရုတ်ကမီးစိမ်းပြပြီးတော့ပွဲကြည့်ပေးတဲ့အလုပ်ပေးခဲ့ပါတယ်။ရှမ်းမြောက်တစ်ခုလုံးပြောင်သလင်းခါလူနေပါဖြစ်တဲ့အချိန်ကြမှာအင်မတန်ကောင်းပါတဲ့ဘုံမင်းအောင်လိုင်တို့စစ်အုပ်စုဟာစင်မိုင်ကြီးမှာဒုတုရရှာဆိုတဲ့အဖြစ်မျိုးဆက်ရောက်ပြီးတော့တရုတ်စီပြေဝင်တောင်းပန်ရပါတယ်။တရုတ်လိုချင်တဲ့ပယ်ဆောက်ချိန်တို့အဖွဲ့ကိုကိုယ်တိုင်ဖမ်းဆီးပြီးတော့တရုတ်လက်ဆက်တာခဲ့ရပါတယ်။အရေးကြုံရင်ကိုယ့်လူကိုချနိုင်မှုဝင်မလေးတတ်တဲ့စစ်အုပ်စုရဲ့အကျင့်စရိုက်ကိုထင်ဟပ်ဖော်ပြတဲ့အကောင်းဆုံးဥပမာပါ။ဒါမျိုးစရိုက်ကို ိုးချုပ်မင်းအောင်နိုင်ကကောင်းကောင်းသိပါတယ်အဲ့ဒါကြောင့်လဲသူရာဒူကနေပြီးတော့အနားယူသွားလို့ရှိရင် Q စံကျွဖြစ်ပြီးတော့ ICC အပုတ်ခံမှာကြောက်လို့အာနာသိမ့်ခဲ့တဲ့သူပါပယ်ဆောက်ချိန်ရဲ့ဘဝကတော့တန်ဝေကရရရဖြစ်ပါတယ်မင်းခယောက်ျားကနာတစ်ပင်ဆိုတဲ့စကားရှိပါတယ်သူဟာတရုတ်မင်းနဲ့မြန်မာမင်းမင်းနှမင်းကြားထဲမှာခါစားရတဲ့သူဆိုတော့ဟိုဘက်ကန်းကလည်းပြိုဒီဘက်ကန်းကလည်းပြိုတဲ့အခါမှာရေထဲဆုံးဆုံးမြုပ်တဲ့ဘဝကိုရောက်ခဲ့ရတဲ့သူပါ အရင်ကဧကရေအခုလူဆိုတဲ့တရားဝတ္ထုရှိပါတယ်ပယ်ဆောက်ခြင်းရဲ့ဘဝကတော့မနေ့ကစစ်ပြင်းဒီနေ့သေတမ်းကြအကျဉ်းသားဖြစ်သွားခဲ့ပါပြီကြီးကြီးတက်ချမ်းသာတဲ့ပယ်ဆောက်ခြင်းကြန့်ခန့်ရေးပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးပယ်ဆောက်ခြင်းစစ်ပြင်းတပါလို့ဖုံမိနေလာတောက်ပခဲ့တဲ့ပယ်ဆောက်ခြင်းဟာတရုတ်နိုင်ငံကအချုပ်ခန်းထဲမှာသေတမ်းအစီရင်ခံရမယ့်အချိန်ကိုစောင့်ဆိုင်းရင်သူ့ဘဝရဲ့ကောင်းစားခဲ့တဲ့ရွှေရောင် နေ့ရက်တွေကိုပြန်တွေးကောင်းတွေးနေမှာ ဖြစ်ပါတယ်ခင်ဗျာ။